Vivo ရဲ့ battery bi ဆိုပြီးတော့ရောက်လာတဲ့129ရဲ့129 limited edition t-shirt ကိုပါကျွန်တော် unboxing လုပ်ပေးသွားမယ်။ပြီးရင်ဒီ t-shirt အစ်စ်နှစ်ထည်ကို giveaway ပေးသွားမယ်ဆိုတော့ login နဲ့ဆိုရင်အဆုံးထိကြည့်ပေးဗျာ။သူက espresso brown ရဲ့ cloudy white ရဲ့ဆိုပြီးတော့အယောင်နှစ်အောင်လာမယ်။နှစ်အောင်လုံးကတော့အလန်းစားအယောင်လေးကြီးပဲ။ espresso brown ဆိုရင်အညိုဘက်ကို coffee အောင်ရောထားတဲ့အယောင်မျိုး။ cloudy white ကြတော့ elegant ဖြစ်တဲ့ဘက်ကိုသွားထားတဲ့အဖြူအောင်မှအပေါ်မှာကမာကွန်လိုအယောင်ပြေးလေးပါလာမယ်။ အန်ဘောင်းစင်းလုတ်ပြီးပြီးချင်းတတိထားမိတာနောက်ကြောဘက်မှာပြန်ကပ်လုတ်ပေးထားတော့ကန်ရတာတိတိတတလေး comfort ဖြစ်တယ် IP rating အနေနဲ့ဆိုရင်60 40ပါတဲ့အပြင်မှာပြုတ်ကြတဲ့အချိန်မှာအထီးခိုင်နေအောင်ဖုန်းရဲ့အတွင်းဘက်ကနေဒီတောင့်လေးဘက်လုံးကို protection လုပ်ပေးထားသေးတယ်ဒီဖုန်းက battery b ဆိုတဲ့အတိုင်းပဲ 6500mAh blue volt battery နဲ့လာမှာဒါမှမဟုတ် app ပြန်သွင်းမှုအတွက်ဆိုရင်လည်း 44W ထိ support လုပ်ပေးထားသေးတယ် display ဘက်မှာဆိုရင်6.68 inches 120 hz 1000 nits brightness ကိုမှ HD+ resolution နဲ့ performance ပိုင်းအတွက်က Qualcomm Snapdragon 865 SoC ကိုသုံးပေးထားတယ်။ camera ဘက်မှာဆိုရင်လည်း 50-megapixel main sensor နောက်ထပ် 2-megapixel depth sensor dual sensor နဲ့လာမယ်။ audio ဘက်မှာဆိုရင်လည်း stereo speaker နဲ့ပဲ။ဒီဖုန်းက battery life ဆိုတော့ကျွန်တော် YouTube က mobile legend streaming တခုကြည့်လိုက်တဲ့အချိန်တစ်နာရီနဲ့39မိနစ်ကြာသွားတယ်။ battery က4%ကုန်သွားတယ်။ ဆိုတော့ခုကြည့်နေတဲ့သူတွေလည်းလက်ရှိကိုတုံးနေတဲ့ဖုန်းနဲ့တုံးနေကြ app တစ်ခုခုကိုတုံးပြီးရင်အချိန်ဘယ်လောက်မှ battery ဘယ်လောက်ပါဆန့်ကုန်သွားလဲဆိုတော့ကျွန်တော် comment မှာရေးပေးပြီးရင်ဒီ post လေးကို share ပြီးရင်ဒီထဲကနေမှ random comment picker နဲ့နှစ်ယောက်ရွေးပြီးတော့ကျွန်တော်ခုန unboxing လုပ်ပြပေးခဲ့တဲ့ Vivo Y29 limited edition t-shirt လေးနှစ်ထည်ကိုလက်ဆောင်ပေးသွားမှာဗျာ